53ကိုဖတ်ထားမယ်ဆိုရင်တော့တဒဆိုတာကတေးတာကိုလက်ယုံတာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြီးတော့ပြီးကြတော့ဒီမှာ ipo ဆိုတာကဒီမှာ ipo ကကြတော့ပြောင်းလဲလာတာတစ်ဆက်သေးပဲရောကြလာတာတစ်ဆက်သေးပဲပြီးတော့ ipo homen ဆိုတာတစ်ဖက်မှာတော့ဆိုတဲ့တစ်ဖက်မှာတော့ကိုလက်ကိုလက်ဖြစ်တယ်ကိုလက်ရဲ့တစ်ဖက်မှာတော့ကိုလက်ကလက်ဖြစ်တယ်ဆိုတဲ့အသုံးအနှုန်းလေးအစိမ်းနံပါတ်3ကကြတော့ tashkani ဆိုတာကတိတိချက်ချလောက်ပါတယ်ကိုလက်လောက်ပါတယ်တေချာတယ်ကိုလက်လောက်ပါတယ်ဆိုတဲ့အတိပေမျိုးပြီးကြတော့ဒီမှာလေးရကြဆူရဒေမိုဆိုတာကအငင်းပေါ့နော်အရှိကဟောင်းငင်းလိုက်တဲ့ပုံစံမျိုးအဲ့ဒါဆိုပေမဲ့လေဆိုပြီးငင်းလိုက်တဲ့ပုံစံမျိုးဖြစ်တဲ့ 現代の日本社会は夜が高が進み午前0時を過ぎても活動している人が多いだから午前0時を過ぎても今日が続く何々起きてから寝るまでが今日だと考えれば翌日の午前1時ではなくその日の25時と表現した方が တေကီကကုခမိုရှိနေနိုင်အဲ့ဆိုရင်အခုလက်ရှိဘဝမှာကတဲ့ဒီဂျပန်ရဲ့လူမှုဝင်းကျင်မှာတဲ့ညဘက်မှာတွာလာလှူရှာမှုတွေကများများလာရတဲ့ဒီဒီညပေါ့နော်ဒီကောဆန်ပေါ့မနေ့ပေါ့နော်မနေ့၃ညနာရီကိုကြော်သွားပြင်ပေးလေတဲ့ဒီလိုတွာလာလှူရှာနေတဲ့လူတွေကအများကြီးရှိပါလေတဲ့အဲ့ဒါကြောင့်မို့လို့တဲ့ဒီ၃ညနာရီကိုကြော်ပြီးတော့မှလေတဲ့ဒီနေ့ဆိုပြီးတော့မှဆက်ပြီးဖြစ်ဖြစ်ပွားနေပါလေတဲ့ကွက်လဲတဲ့ထားတဲ့အချိန်ကနေအိတ်တဲ့အချိန်က ဒီနေ့လို့တတ်မှတ်မိဆိုရင်စဉ်းစားမိဆိုရင်တဲ့နောက်ရက်ရက်မနက်တနာရီကမရှိတော့ဘဲနဲ့ဒီနေ့ရဲ့25နာရီဆိုတဲ့ဖော်ပြ25နာရီဆိုပြီးတော့မှဖော်ပြမိဆိုရင်တော့ပို့ပြီးတော့မှတောင်မနေမလားမသိပါဘူးတဲ့အဲ့ဆိုရင်ဒီမှာကျတော့သူကဒီ53ကိုအပေါက်ပေးထားရပေါ့နော်အဲ့ဆိုရင်ဒီမှာတက်တာယုံတာကလက်တေးတာ ဆိုရင်ကဒီမှာကျတော့ကွက်လက်ယုံတာကွက်လက်ဒေတာထားတဲ့အချိန်ကနေအိတ်တဲ့အချိန်ကဒီနေ့လို့စဉ်းစားမိဆိုရင်ဆိုတာနဲ့ဘာသာပြန်ကြည့်လိုက်တယ်ဒါထည့်ပြီးဘာသာပြန်ကြည့်လိုက်တာဆိုရင်အတိတ်ပဲမရှိဘူးပေါ့နော်အဲဒါကြောင့်မလို့တိကိုပေးပါတယ်ပြီးတော့ ipo ဆိုတာကဒီမှာ ipo တစ်ဖက်မှာကကွက်လက်ဖြစ်တယ်ဆိုပြီးတော့မှဒီ ipo အစမှာဆိုရင်တစ်ဖက်မှာကကွက်လက်ဖြစ်တယ်အရှိကဟာနဲ့အနောက်ကဟာကတစ်ဖက်စီဖြစ်နေရမယ်အဲ့လိုမျိုးအတိတ်ပဲတွားရမယ်ဒါပေမဲ့ဒီမှာကျတော့သူကဒီ တုံညနိုင်ကြီးကြော်ွားလေးပဲဒီနေ့ဆိုတာဆက်ပြီးတော့ဖြစ်နေပါတယ်တစ်ဖက်မှာကဘာဖြစ်မှာလဲအဲ့လိုမျိုးတော့ရမှာဒါပေမဲ့ဒီမှာကျတော့သူကထားတဲ့အချိန်ကနေအိတ်တဲ့အချိန်ကတော့ဒီနေ့လိုပဲစဉ်းစားမိဆိုရင်ဆိုပြီးဒီမှာဒီနေ့ဒီမှာလဲချော့ပေါ့နော်ဒီမှာလဲချော့ဆိုပြီးတော့မှဒီနေ့ဒီနေ့အကြောင်းပဲပြောရတဲ့အရာဖြစ်တဲ့အကြောင်းမလို့ဒီမှာအီပိုကိုလည်းပေးပါမယ်ဒါဆိုရင်ဒီမှာသရှိကနီဆိုတာကတေချာတလောက်တော့ပေါ့နော်စဉ်းစားကြည့်မယ်ဆိုရင်တော့တေချာတလောက်တော့တိကျတလောက်တော့ပေါ့အဲ့လိုမျိုးလေးပါဆိုရင်ဒီမှာထည့်ကြည့်လိုက်မယ်ဆိုရင်တေချာတလောက်တော့ပေါ့ အဲ့ရထားတဲ့အခါကနေအိတ်တဲ့အချိန်ကဒီနေ့လို့စဉ်းစားမယ်ဆိုရင်နောက်နေ့တနအိကမရှိတော့ဘဲနဲ့25နိုင်ဆိုတဲ့ဖော်ပြ25နိုင်ဆိုပြီးဖော်ပြမယ်ဆိုရင်တော့ပို့ပြီးမန်နေမလားတော့မသိဘူးဆိုတော့အဖြစ်မှန်ကဆန်ပန်နဲ့ကိုက်ညီပါလေပေါ့နော်ဒါပေမဲ့ယွန်းပန်းကိုလည်းဖတ်ကြည့်မယ်ဆိုရသေးမို့အဲ့လိုဆိုပေမဲ့လေဆိုတော့အရှိကဟာကိုသူကညင်းတော့မှာပေါ့နော်အရှိကဟာဒီမှာဒီနေ့တုံညနိုင်မရှိတော့ဘဲနဲ့ဒီနေ့ကဆက်ဖြစ်နေပါလေအဲ့လိုဆိုပေမဲ့လေဆိုပြီးညင်းမဲ့အညင်းသွားရမှာဒီမှာနောက်နောက်အကြောင်းအရာတစ်ခုလာရမှာဒါပေမဲ့ဒီမှာကျတော့သူက ဒီနေ့ဒီမှာဒီနေ့အကြောင်းအရာပဲပြောတယ်ပြီးတော့ဒီမှာလည်းဒီနေ့အကြောင်းအရာပဲပြောသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့စက်ကျင်ပဲဖြစ်တာမဟုတ်တဲ့အတွက်ကြောင့်မလို့နံပါတ်၄ကိုလည်းတေးပေးရခြင်းဖြစ်ပါတယ်။ဒါဆိုရင်နံပါတ်54ကကြတော့စကုတခါရတာခါရတာဆိုတဲ့အတိတ်ပေဟိုကဘတ်တာခါရတာကလခဲ့တာကြောင့်မလို့ဖြစ်ပါတယ်ဆိုတဲ့အတွက်ကြောင့်မလို့သူကခါရတာကဂန်အင်းကိုပြောချင်တဲ့အချိန်မှာတုံးတဲ့အုံလုံးပြီးတော့စကုတတော့ဒါတော့ပြုတ်လုခဲ့တာထင်ပါတယ်ဘောနော်တော့ဒါတော့ဘောနော်ပြုတ်လုခဲ့တာထင်ပါတယ်ပြီးတော့ပြုတ်လုခဲ့တဲ့ စကတခုတမအရုဆိုတာကပြုတ်လုခဲ့တဲ့အကြောင်းအရာလေးပဲရှိပါတယ်ဘတ်တခုတကအရုပြုတ်လုခဲ့ဖူးပါတယ်စကတဟိုတူတာဟိုတူဆိုတာကထဲတူကိုဖော်ပြတဲ့အတုံးလုံးလေးပါဒီလိုထဲတူဖြစ်နိုင်ချေပေါ့နော်အဲ့လိုမျိုးဆိုရင်လောက်ပါပဲကောလက်ကောလက်လောက်ပါပဲပေါ့အဲ့ဆိုရင်ပြုတ်လုခဲ့ယုံလောက်ပါပဲဆိုပြီးတုံးတဲ့အတုံးလုံးပါဒါဆိုရင်တော့ဒီမှာစဖတ်ကြည့်မယ်ဆိုရင်တော့ 私も土曜日の午前1時に見た番組は金曜日の夜に見たという感じがするので、金曜日25時と考えた方が実際の見学に違い気もする。生活の夜型角度、寝るまでが今日という考え方が24時、24時間しかない。一日に25時を何々で。So y e ီမှာကျွန်တော်လေးပဲတဲ့ဒီစနေနေ့မနေ့တနင်္လာမှာကြည့်ခဲ့တဲ့ဒီ TV အစီအစဉ်ကိုတဲ့ဒီတောက်ကြညမှာကြည့်ခဲ့တယ်လို့ခန်းစားကြည့်မယ်ဆိုရင်ကတော့တဲ့ခန်းစားရတာကြောင့်မို့လို့ပေါ့နော်25နာရီပေါ့နော်ဒီတောက်ကြည20တောက်ကြနေ့25နာရီလို့စဉ်းစားမယ်ဆိုရင်ပို့ပြီးတော့မှတော့ဒီအမှန်တရားပေါ့နော်ဒီပို့ပြီးမှတော့မှန်နိုင်တယ်ဆိုပြီးတော့မှသူခန်းစားခန်းစားရပါတယ်တဲ့အဲ့ဆိုရင် तू က25နာရီလို့တွေးရင်ပို့ပြီးတော့မှန်တယ်လို့ခန်းစားရတယ်အဲ့လိုမျိုးပြောချင်တာပေါ့နော်ဒါဆိုရင်ဒီမှာကျတော့ ဆေကဆုနော်ယောရုဂတခဆိုတာကဒီသွာလာလှူရှာမှုညညပုံစံသွာလာလှူရှာမှုဆိုရင်တဲ့အိတ်တဲ့အချိန်ထိကိုမှဒီနေ့လို့တတ်မှတ်တဲ့နီလန်းကတဲ့ဒီ24နာရီကလွဲပြီး24နာရီကလွဲပြီးမရှိတဲ့တရက်ကိုတဲ့25နာရီကိုကွက်လက်ပါတယ်တဲ့အစွင်းဒီမှာနောင်နီးရှိခနိုင်ဆိုရင်တော့နောင်နောင်နီးရှိခနိုင်ဆိုရင်နောင်ရှိဒီရှိခရှိခနိုင်ရဲ့ရှိကဟာပဲ level ရှိတယ်ပေါ့နော်နောင်နီးရှိခနိုင်ဆိုရင်နောင်တာခဲအာရုဆိုပြီးတခါနဲ့ မှတ်ထားရမယ်เนาะအဲ့ဆိုရင်ဒီမှာ24နာရီကလွဲပြီးမရှိဘူးဆိုတော့24နာရီပဲရှိတဲ့တရက်ကို20တရက်ကနေပေါ့25နာရီကိုကွက်လက်ပါတယ်တဲ့အဲ့ဆိုရင်စကုတ္တခါရတာခုနပြောသလိုမျိုးခါရတာကဂန်အင်းကိုပြောရှင်တဲ့အတွက်ကြောင့်မို့လို့ဒီမှာဒီမှာ तू ကကျွန်တော်25နာရီကွက်လက်တယ်ဆိုပြီးပြောရှင်တဲ့အတွက်ကြောင့် तू က तू ကဂန်အင်းကိုပြောရှင်တဲ့အကြောင်းအရာမဟုတ်ဘူးပေါ့เนาะဒီဒီစာကြောင်းအသွာလာပုံစံအရဆိုရင်အကြောင်းဂဲအင်းကိုပြောချင်တဲ့အကြောင်းအရာမဟုတ်တဲ့အတွက်ကြောင့်တိကိုလည်းပေးပါမယ်စကုတ္တနိုတာရောပေါ့လုတ်ခေလုတ်ခေတာထင်ပါလေပေါ့24 24နာရီကလွဲပြီးမရှိတဲ့ရက်တရက်ကိုရက်တရက်ကနေပေါ့25နာရီကို လုတ်ခဲ့တာဖြစ်လာခဲ့တာလို့ထင်ပါတယ်ပေါ့အဲ့ဆိုရင်ဒီမှာကျွန်တော်လုတ်ခဲ့တဲ့အခါလေးပဲရှိတယ်ပေါ့အဲ့ဆိုလုတ်ခဲ့တဲ့အခါလေးပဲရှိတယ်ဆိုတာကမဟုတ်ဘူးပေါ့နော်သူကကျတော့ဒီ24နာရီကြော်သွားလို့ရှိရင်25နာရီပေါ့ဒီစီးဒီတနာရီက25နာရီဖြစ်သွားတယ်ဆိုပြီးတော့မှသူကလုတ်ခဲ့ဖူးတာတည်းမဟုတ်အဲ့လိုမျိုးရှိတယ်ဆိုတာကိုသူကရှင်းပြထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာကဒီဒီလိုမျိုးအရာလေးပဲရှိတယ်ဆိုတာကမဟုတ်ဘူးပေါ့နော်အဲ့ဆိုဒီမှာကျတော့ စကုတ်တာဟိုတို့တာမြုပ်ခဲယုံပါပဲတဲ့ယုံပါပဲဒီကယုံပါပဲလို့လဲ तू ကအဲ့လိုပြောချင်တာလည်းမဟုတ်ဘူးအဲ့တော့မို့လို့အဖြစ်မှန်ကနိဗ္ဗာန်မှာ तू ကစကုတ်တာလို့တာတော့ပေါ့25နှစ်ကြီးအဖြစ်ပြုတ်လောက်သွားခဲ့တယ်လို့ထင်ပါတယ်ဆိုပြီးတော့ तू ကဒီမှာ24နှစ်ကြီးကလွဲပြီးမရှိတဲ့24နှစ်ကြီးပဲရှိတဲ့ရက်တရက်ကနေ25နှစ်ကြီးပြုတ်လောက်ခဲ့တယ်လို့ထင်ပါတယ်တဲ့အဲ့လိုဘယ်လိုပုံစံနဲ့လဲဆိုတော့ဒီလိုမျိုးပေါ့နော်ဒီဒီညပါလောက်ရှာမှုတွေက24နှစ်ကြီးကိုကြော်ပြီးတော့ဒီနောက်နေ့တနာရီဖြစ်သွားတဲ့အချိန်မှာ0ကြီးကိုကြော်ပြီးနောက်နေ့တနာရီဖြစ်သွားတဲ့အချိန်မှာ တနိုင်ဖြစ်မသွားပေနဲ့25နာရီအဖြစ်နဲ့ဖြစ်သွားတယ်လို့ထင်ပါတယ်ဆိုပြီးတော့မှသူကဒီမှာနောက်ဆုံးမှအပိတ်မှာအဲ့လိုလေးပြောသွားတဲ့ပုံစံမျိုးလေးပါဒါဆိုရင်တော့မိညာဆန်ဒီမိကွန်းရဲ့ဖြေပုံဖြေနည်းလေးကိုနားလည်သွားမယ်လို့ထင်ပါတယ်ဒီဟာလေးက ဒီအဖြေလေးကိုအရင်ဖတ်ထားမယ်ပြီးတော့မှဒီစာကြောင်းလေးကိုဖတ်တဲ့အချိန်မှာလည်းတေးချာလေးဘာသာပြန်ပြီးတော့မှအရှိနဲ့အနောက်ကပြောင်းပြန်ဖြစ်နေလားအရှိကိုအရှိကစာကြောင်းကိုပဲထပ်ပြီးပေါင်းတဲ့ပုံစံမျိုးနဲ့ပြောသွားခြင်းလားဆိုတဲ့ဟာကိုအရှိအနောက်ဆက်ဆက်အောင်ဒီ key point လေးတွေကိုဒီကိုကဖမ်းမိမယ်ဆိုရင်ကတော့ဒီဒီပုံဒီပုံစံပေါ့နော်ငါမအပြည့်ရနိုင်တဲ့ယူနိုင်တဲ့ပုံစံမျိုးဖြစ်ပါတယ်ဒီလိုအချိန်တိုအသွေးအတော်အသွေးမှမြင်မြင်ဆန်တဲ့ ဖြေနိုင်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဟာလေးကိုလည်းတေချာလေးကျင့်ထားပြီးတော့မှဒီငါးမတ်အပိရအောင်ဖြေလို့ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြေစေချင်ပါတယ်ဒါဆိုရင်တော့ minasa ဒီနေ့ကတော့ဒီလောက်ပါပဲ minasa お疲れ様で最後まで見てくれて本当にありがとうございましたまたビデオもお届けしますね